မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းထီးလင်းမြို့နယ်ကြားခဲရွာနေပြည်သူ၅ဦးကိုမိရှို့တပ်ဖြတ်ခဲ့တဲ့စစ်ကြောင်းကို drone များမိုင်းများနဲ့တိုက်ခတ်ခဲ့ရာစစ်သား၅ဦးထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ25ရက်နေ့ည9နာရီခန့်ကထီးလင်းမြို့ရွှေထီးခမ်းမကနေအင်အား80ခန်းနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတော်လဲတပ်ဖွဲ့များကချိုးတင်တရင်ရတဲ့အတွက် drone တိုက်မိုင်းနင်းမိုင်းများနဲ့၎င်းတို့လာရလမ်းများကနေပြီးတော့အသင်းဆောင်ချိုးတိုက်ခတ်ခဲ့ရာစစ်သား၄ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်သားများဟာကြား ခဲကြည်ရွာကိုဒီကနေ့အော်တိုဘားလ26ရက်နေ့မနက်၄နာရီကမှပြစ်ခတ်ဝင်းရောက်စီးနေခဲ့ပြီးတော့ပြည်သူတအုပ်ကိုလည်းပြစ်ခတ်တပ်ဖြတ်ကအမျိုးသား၄ဦးကိုအရှင်လက်လက်မိရှို့တပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာတော့ဒဇာကန်ပြည်သူအမျိုးသား၃ဦးနဲ့အတူတနခါရွာဘက်ကနေတဆင့်ထီးလင်းမျိုးပေါ်ကိုမနက်7နာရီ10မိနစ်အချိန်မှာပြန်ဝင်သွားတယ်လို့သိရပါဗျ။ဒီနေ့မနက်ဝင်လာတော့ ထန်းစဉ်40နဲ့ဝင်လာတာဒီနေ့နေ့လယ်7နာရီလောက်ကအလောင်းနှလောင်းကိုထီလင်းသိမ်းကြိုင်မှာတကြိုတယ်လို့သိရတယ်။ဘယ်နှယောက်သေးတယ်ဘယ်နှယောက်ဒဏ်ရာရလဲဆိုတာတော့အတိအကျမသိရဘူး။အဓိကကတော့တော်လိုင်းတပ်ဖွဲ့တွေကစစ်ကြောင်းကြိုထွက်မှာကိုတရင်ရလို့တိုင်ပိုင်းနင်းပိုင်းတွေထောင်ထားပြီးတော့ drone တွေနဲ့တိုက်ခိုက်ခဲ့လို့တေးတဲ့စစ်ခွေးတွေပါလို့ရောလင်းနန်းကကိုမင်းတပ်သားကပြောကြားထားပါတယ်အချက်ဘတ်စစ်တပ်များဝင်းရောက်စီးနင်းခဲ့တယ်ကြားခဲကြေးရွာနေပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရပြီးစစ်သားများရဲ့ပြစ်ခတ်မှုကြောင့်ကြည်စံထိမှန်တန်းရရှိသူများလည်းရှိကပြည်သူ9ဦးထက်မနည်းလဲပျောက်ဆုံးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာတော်လဲတပ်ဖွဲ့အများရဲ့သတင်းများကိုလိုက်လံစုံစမ်းနေတဲ့မူရဲဆေးပြားရောင်းချသူကြော်ထက်အောင်ကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ22ရက်နေ့ညနေ9:00နာရီကမှကြိုက်ထုံမြို့နယ်မှာရှိတဲ့တောင်စုံနယ်ထိုင်းရဲဇော်မင်းထွေးရဲ့ခိုင်းစီမှုကြောင့်တော်လဲအင်အားစုများရဲ့သတင်းကိုလိုက်လံထောက်လန်းနေတဲ့ WY ဆေးပြားရောင်းချသူ ကျော်ထက်အောင်ကိုကြိုက်ထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့တယ်ဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးရမိတဲ့ကျော်ထက်အောင်ကျူးလွန်ခဲ့တဲ့ပြစ်မှုများကိုစစ်ဆေးဖော်ထုတ်ပြီးတော့ဂျားကာလာစစ်တုံးမန်းဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တို့စစ်ဆေးမှုတွေဆက်လက်ပြီးတော့လှုံ့ဆော်ပြီးဂျားကာလာစစ်တုံးမန်းဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားပါမယ်လို့ကြိုက်ထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။အော်တိုဘာလ12ရက်နေ့ကလည်းတော်လိုင်းအင်အားစုများရဲ့ထိန်းချုပ်နယ်မြေဖြစ်တဲ့ တိန်စီရမြို့နယ်တုံးခွာကြေးရွာဆက်စဲဂိတ်ကိုအိမ်စည်းကားနဲ့လမ်းမပြီးတော့ဝင်ရောက်လာတဲ့တိန်စီရအခြေဆိုင်အမတ330ကဘိုဟိန်းစီရဦးနဲ့ဇနီးပြတ်သူတူနာပြုတ်ဆီယမထထနိုင်တို့ကိုကြိုက်ထူပကဖအပါဝင်တော်လိုက်တံများကဖမ်းဆီးရရှိခဲ့ပြီးတော့ KNU KNL အဖွဲ့စည်းထံကိုအနန္ဒာဂျားကာလစစ်တုံးပန်းဥတည်များနဲ့အညီအပြစ်ပေးအရေးယူနိုင်ရေးအတွက်ဆောင်ရွက်ခဲ့ကြကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွေမြို့မှာ1027ဆစ်စင်ရေးတနစ်ပြည့်အဖြစ်တိုက်ခိုက်ခံရမှာဆိုရင်နဲ့အတွားအကြမ်းဖက်စစ်ကောင်စီကလုံခြုံရေးတက်လှန်ထားပြီးတော့ဒီကနေ့မနက်ပိုင်းမှာဖုန်းလိုင်းတချို့နဲ့ Wi-Fi နဲ့ Internet line တချို့ပြတ်တောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးကြတဲ့နှစ်2023ခုနှစ်အောက်တိုဘာလ28ရက်နေ့ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်းမြို့မှာစတင်ခဲ့တဲ့1027စစ်စင်ရေးပထမလှိုင်းကြောင်းအကြမ်းဖက်စစ်ကောင်စီဟာအလုံးအထိနာခဲ့ပြီးလောက်ကိုင်းကွန်းလုံးကြောက်ချမ်းအပါဝင်စစ်တပ်ရဲ့စိုးမိုးစခန်းများဗျူဟာစခန်းများနဲ့ဒါကစားဌာနချုပ်များဆွတ်လုခဲ့ရတယ်လို့သိရပါတယ်လာမယ့်မနက်ဖြန်မှာကြာရောက်မယ်အော်တိုဘားလ28ရက်နေ့1027စစ်စင်ရေးပထမလှိုင်း တနစ်ပြည့်အဖြစ်နဲ့လေတိုက်ခိုက်ခံရမှာကိုစိုးရိမ်နေတဲ့အတွက်စေကောင်းစီကပြင်းလွင်တစ်မျိုးလုံးမှာလုံခြုံရေးကိုအထူးသတိထားရန်တက်လန့်ထားကြောင်းတက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်1027နှစ်ပတ်လည်ရှိလို့လုံခြုံရေးတွေတုံ့ပြန်ထားတယ်လို့ပြင်းလွင်ကတက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင်ပြင်းလွင်မြို့နယ်အတွင်းမှာရှိတဲ့စိုးမုံတန်ကုန်းများမှာလည်းစေကောင်းစီကအင်အားများကိုတုံ့ပြန်ချထားကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ် ြည်ဦးလွင်ပန်းဦးတောင်ဂုံးဘော်ကနေနောင်ချုံမိုးကုတ်ဘက်ကနေလာကြတာတွေကိုအပေါ်စည်းကနေအလုံးလှမ်းမြင်ရတဲ့စစ်ခွေးဗျူဟာဂုံးတွေရှိနေပါတယ်တောင်ဂုံးဘော်မှာလည်းအင်အားများများနဲ့အမြောက်တွေကိုတင်ပြီးတော့တက်ဆွဲထားတယ်မိုးချိုဖျားဂုံးဘော်မှာလည်းတက်စခန်းအကြီးကျယ်ချထားတယ်စိုးမိုးဂုံးတွေတော်တော်များများမှာနေရာယူထားတယ်လို့ပြည်ဦးလွင်မြို့ကမြို့ကန်တူကပြောဆိုထားပါတယ်ဒါအပြင်ဒီကနေ့မနက်7:00နာရီအချိန်ကစတင်ပြီးတော့ပြည်ဦးလွင်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတချို့ပြတ်တောက်သွားတယ်လို့သိရပါတယ်မင်းအောင်လိုင်းပြည်ဦးလွင်ကိုစစ်လက်ရုံးလာရောက်ရွေးချယ်တဲ့အချိန်ကလည်း ဖုန်းလိုက်နဲ့အင်တာနက်လိုင်းများအားလုံး၅ရက်ကြာဖြတ်တောက်ခံခဲ့ရကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။ပြည်ဦးလွယ်မှာအင်တာနက်လိုင်းကိုဖုန်းလိုက်တချို့ကပြတ်တောက်သွားတယ်။ဒီမနက်၁၀နာရီလောက်ကတည်းကဘာမှဆက်သွယ်လို့မရတော့ဘူး။ဒီမနက်၉နာရီ၄၅မိနစ်မှာ Wi-Fi အင်တာနက်လိုင်းတွေပြတ်တောက်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကပြည်ဦးလွင်တိုက်ခိုက်ခံရမှာစိုးရိမ်တဲ့အတွက်ရခိုင်ကတည်းကပို့ပြီးတော့လုံလုံရေးများတုံးမြင့်ထားတဲ့အပြင်မြို့နယ်တဝမ်းမှာညာပိုင်း drone များလွတ်တင်ပြီးတော့ကင်းထောက်လမ်းမှုများကိုလည်းလုံဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြဝတီမြို့ အာရှလမ်းမှာရရနာထမင်းဆိုင်ရှိမှာကရင်နယ်ကြားဆောင်တပ် BGF တပ်ဖွဲ့ရဲ့ကားနဲ့စိုက်ကဲတစည်းလုံးတိုက်ခိုက်မိရာစိုက်ကဲပေါ်မှာပါလာတဲ့အသက်20ဝန်းကျင်အရွယ်အမျိုးသမီးတဦးနဲ့အသက်73နှစ်အရွယ်ကလေးတို့ပွဲချင်းပြီးတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘလာ26ရက်နေ့မနက်10:40မိနစ်အချိန်မှာရင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့ BGF တပ်ဖွဲ့ရဲ့ကားဟာတိုက်ပြီးတဲ့နောက်မှာမောင်းထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်ဦးစလုံးပွဲချင်းပြီးတေဆုံသွားတယ်။ကလေးကအသက်73နှစ်နဲ့အသက်20ကျော်အရွယ်ကောင်မလေးမောင်နှမတွေ တိုက်ပြေးသွားတာက BGF ကားလို့တင်ရတယ်မြောက်ရီလူမှုကယ်ဆယ်ရေးကလူနာတင်ရင်နဲ့မြောက်ရီဆေးရုံကြီးရင်ခွဲတိုက်ကိုပို့ဆောင်လိုက်တယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြခဲ့ပါတယ်လက်ရှိမှာရင်တိုက်မှုကိုရဲများကလာရောက်ဆက်ဆင်းနေတယ်လို့တွေ့ရှိရကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတိန်နီမြို့နယ်နဲ့လားရှုံမြို့နယ်ကိုစစ်ကောင်စီကမနေ့ကညပိုင်းကလေရင်နဲ့ဘုံများကျဲချခဲ့ရာပြည်သူ9ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ25ရက်နေ့ည9:55မိနစ်အချိန်စစ်ကောင်စီကတိန်နီမြို့နယ်ကောင်းဟော်ချင်းချေးရွာအုပ်စုဘော်ကိုပောက်ကွဲရပြင်းထန်တဲ့ဘုံနှလုံးအပဝင် ဘုံလေးလုံးကိုလေရင်နဲ့ချဲချခဲ့တယ်လို့သိရပါတယ်။ပောက်ကွဲမှုကြောင့်မင်းအိမ်အပြားပြားပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင်လမ်းများလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ပြည်သူ6ဦးဒဏ်ရာရရှိခဲ့ပြီးတော့ပြည်သူ၄ဦးဟာဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲမနေ့ကည8:05မိနစ်အချိန်ကစီကောင်စီရဲ့လေတက်ကလမ်းရှုံးမြုပ်ရက်ကွက်ဆက်နေရက်ကွာအောက်သစ်စာကွက်တဲ့ရင်ကြားကြေးရွာပေါ်ကိုပေါင်900ဘုံတလုံးချဲချခဲ့ရာ အဆောက်အုံတစ်ခုထိခိုက်ပျက်စီးခဲ့ပြီးအပြစ်မဲ့ပြည်သူတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါလားတူပဲဒီကနေ့အော်တိုဝါလာ26ရက်နေ့နေ့လယ်12:20မိနစ်အချိန်ကမိုးလွယ်12:10မိနစ်အချိန်ထိချင်းပြည်နယ်မင်းတပ်မြို့ပေါ်ကိုမကွေးလေတပ်က Wi-Fi ဘုံးကျဲလေရင်ကဘုံအလုံးရေ80ဝန်းကျင်ကကျဲချတိုက်ခိုက်သွားတယ်လို့ဒေသခံတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တင်ရတော့သခိုင်းတိုင်းခင်ဦးမြုံနယ်နဲ့ရေဦးမြုံနယ်အဆက်မှာရှိတဲ့ပင်စိန်ခင်းရွာနဲ့မုံလရွာကိုဝါတော်ရလက်အောက်ခံပြူစောတိများကဒရုန်းနဲ့ပုံကျဲတိုက်ခတ်ရာတန်ကားတော်နှစ်ပါးပါဝင်ပြည်သူ14ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဖုန်ကြီးကြောင့်နဲ့နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ26ရက်နေ့မနက်အစောပိုင်းတနအိမ်ကန်းကစတင်ပြီးတော့မုံလရွာနဲ့ ်ပင်စိမ့်ရင်ရွာကိုဝါသွောလောက်ခံပြူစောတိများက drone နဲ့ပုံကျတိုက်ခိုက်ရာဖုန်ကြီးကြောင့်တဲ့နေအိမ်များကိုထိမှန်ခဲ့ပြီးတော့တန်ဃာတော်နှစ်ပါးအပါအဝင်ပြည်သူ၁၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကျမတို့ပင်စိမ့်ကင်းကိုမနက်၂နာရီခန့်မှာ drone ပုံသီး၃လုံးကျဲချတိုက်ခိုက်သွားပါတယ်။သူတို့တိုက်ခိုက်တဲ့နေရာကတာသနိကအဆောက်အဦလေးဖြစ်တဲ့ဝါစုကြောင်းတိုက်ကိုတိုက်ခိုက်သွားတော့ပါအဲ့လိုတိုက်ခိုက်လို့တန်ဃာတော်နှစ်ပါးနဲ့ပြည်သူ၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ဖုန်ကြီးကြောင့်ရဲ့ညာဘက်ခြမ်းပြက်စီးသွားပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ အဲ့ဒီပင်စင်ခင်းကျေးရွာဟာအင်ဂျင်200ကျော်ရှိတဲ့ကျေးရွာဖြစ်တယ်လို့သိရပါဗါတယ်။အလားတူပဲအင်ဂျင်900ကျော်ရှိတဲ့ခင်ဦးမြို့နယ်မုံလရွာကိုလည်းကဲ့မလူမြို့နယ်ကာဘိုးကျေးရွာမှာရှိတဲ့ဝါတော်ဝပြူစောထီးများကအော်တိုဘားလ26ရက်နေ့မနက်ခင်းအစောပိုင်းတန်တားရက်မှာဒရုန်းနဲ့ဘုံဒီလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။ကျွန်တော်တို့ရွာကတော့အတော်အထိကပျက်စီးများတယ်။ပျက်စီးတာကလူနေအိမ်၃လုံးပျက်စီးတယ်။နွား၃ကောင်ထိခိုက်သေးဆုံးတာတွေရှိတယ်။ကျေးရွာနေပြည်သူကိုယ်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါဗါတယ်။ အချမ်းဖတ်စစ်တပ်ရဲ့ဝါတော်ဝလက်အောက်ခံပြူစောတိများဟာ PDF တပ်ဖွဲ့ဝင်များကိုတိုက်ခတ်ခြင်းမရှိဘဲတာမန်အရက်သားပြည်သူများကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ